ားလုံးပဲမင်္ဂလာပါမြောက်ဦးနော်လီရှာရင်းချန်နယ်ကနေပြီးတော့မှာပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားအစ္စရေးဟာဘာဆိုဘာမှမရှိတဲ့သေကန်တရားကြီးကိုစငန်ရီတွေနဲ့အသက်သွင်းပြီးတော့မှစိန်လန်းဆိုပြေလာအောင်လုပ်ပြနိုင်တဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်ကမ္ဘာပေါ်မှာအရှောက်တွေ့ဆုံးမိုးခေါင်ရေအရှားဆုံးလို့ပြောလို့ရတဲ့ဒေတာတခုတွေမှာတော့မှဒီလိုလုတ်ပြနိုင်ခဲ့တာဟာအစ္စရေးရဲ့ဆန်သေးတွေထွင်မှုတွေကြောင့်ပါပဲမသိဘူးဆိုရင်အစ္စရေးဟာရေအရင်အမြစ်အရှံပေးရနေတဲ့အောင်ထင်ရပါတယ ဒါပေမဲ့လည်းနီဂက်နဲ့ဒီဂျူဒီယန်ဂန်ဒါယာကြီးနှစ်ခုမှာနိုင်ငံတည်ထားတဲ့အစ္စရေးအတွက်တော့ရေအရင်အမြင့်ရရှိဖို့ကစိန်ခေါ်မှုတရက်အနေနဲ့ရန်ဆိုင်ကြရတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့အစ္စရေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကနေရှင်လိုက်ရင်ဂန်ဒါယာအီရီယာတီတီတတာပဲနေတော်ပြီးတော့မှတစ်နှစ်တစ်နှစ်ကိုစိုက်ပျိုးရေးထုတ်ကုန်ပေါင်းအမေရိကန်ဒေါ်လာ2ဘီလီယံနဲ့အထက်တင်ပို့ရောက်ရှားနေတဲ့နိုင်ငံဖြစ်လာပါတယ်။အစ္စရေးရဲ့အဓိကစိုက်ပျိုးရေးပို့ကုန်တွေထဲမှာ လက်ဆက်တဲ့တည်တည်ဝင်လည်တွေဟင်းဒီဟင်းရွက်တွေပါဝင်နေတာပါဒါကြောင့်ဒီနေ့ဗီဒီယိုမှာအစ္စရေးဟာပူပြင်းရှောက်ကက်နေတဲ့ဂန္ဓာရကြီးကိုစိုက်ပျိုးရေလွန်ပြင်းကြီးဖြစ်အောင်လို့ဘလို့ပြောင်းလဲခဲ့တယ်လဲဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ပြောပြပေးတော့မှာပါ2010ခုနှစ်မှာထွက်ပေါ်လာခဲ့တဲ့ American ထောင်းလန်းရေးအစီရင်ခံစာတွေအရာကျွန်တော်တို့ကဘာကြီးမှာနောက်တစ်ချိန်မှာရေအရင်အမြင့်တွေရှားပါတဲ့ပြဿနာကြီးနဲ့ရင်ဆိုင်နေရလိမ့်မယ်လို့ဖော်ပြထားပါတယ်ကျွန်တော်တို့လူသားတွေရေအသုံးပြုတဲ့ပမာဏဟာ ဘလို့စံနှုံးနဲ့ပဲတိုင်းတိုင်းနှစ်တွေနှစ်တွေကြာလေလေမြင်မလာလေလေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဟာတလားထက်တလားတစ်နှစ်ထက်တစ်နှစ်ရေကိုပုံမအသုံးပြုမိနေကြတာပါအသားငါးတွေစားတယ်ပန်းချံတွေမှာပျော်ပျော်ရွှင်ရွှင်ပဲအနားယူကြတယ်ရေကူးကန်တွေထဲမှာရေကူးကြတယ်လျှက်စိမီးတွေပုံမအသုံးပြုလာကြတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဘာကြီးရဲ့ရေအရင်အမြစ်တွေဟာတစ်ပြေးပြင်းနဲ့လျှောက်ခန်းလာခဲ့တာဖြစ်ပါတယ်အသား1ကီလိုဂရမ်စားသုံးဖို့အတွက်အသုံးပြုလိုက်ရတဲ့ရေပမာဏက ပြောင်ဖူး1ကီလိုဂရမ်ရဖို့အသုံးပြုရတဲ့ရေပမာဏထက်ဆေးခွန်းစားတော့မှပိုများနေပါတယ်တဲ့ဒါကြောင့်နောက်စီစုနေပေါင်းများစွာအကြာမှာကမ္ဘာလူဦးရေရဲ့20%ခန့်လုံးလူဦးရေ3.5ဘီလီယံနဲ့အထက်ဟာရေအရင်အမြင့်ရှားပါတဲ့ပြဿနာနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပညာရှင်တွေကသတိပေးထားပါတယ်အဲ့ဒီကမ္ဘာလူဦးရေ3.5ဘီလီယံလောက်အထိဟာနေဆက်တောက်သုံးနေကြတောက်သုံးရေရဖို့အတွက်တော့မှအများကြီးခက်ခဲလာကြမှာဖြစ်ပါတယ် ဒီပြဿနာကြီးဟာကျွန်တော်တို့တကဘာလုံးရဲ့စားနေရိတ်ခအရင်အမြစ်တွေကိုလည်းဒုက္ခကြီးကြီးမားမားပေးနိုင်တဲ့ပြဿနာကြီးတစ်ခုပါချမ်းသာကြွေဝါတဲ့နိုင်ငံကြီးတွေအဖို့တော့တနည်းတဖုံကျန်နိုင်တဲ့အတွက်အနေနဲ့အများခံနိုင်မှာဖြစ်ပေမဲ့အဲ့ဒီအချိန်မှာအခံအရဆုံးကတော့ကမ္ဘာအစင်းရေဆုံးနိုင်ငံတွေပဲဖြစ်လာမှာပါကျွန်တော်တို့နိုင်ငံလည်းပါဝင်နိုင်ပါတယ်ဒါပေမဲ့လည်းအမေရိကန်လိုနိုင်ငံမျိုးမှာဆိုရင်တော့ရေအရေးအမြစ်စားပါမှုပြဿနာနဲ့ရင်ဆိုင်လာရခြင်းကြရင်ကယ်လီဖိုးနီးယားရဲ့နှလုံးသေးပေါ်ဖြစ်တဲ့ ဆန်ဟော့ကင်ဘေလီကြီးတော်မှပြောပြသွားနိုင်ပါတယ်။ဒါကြောင့်အနာဂတ်မှာကျွန်တော်တို့ကြုံလာရနိုင်တဲ့ကမ္ဘာကြီးအရင်အမြင့်ရှားပါမှုပြဿနာကြီးကတော်တော်ကြီးကိုကြောက်ဖို့ကောင်းပါတယ်။ဆိုတော့အစ္စရေးကရောရေအရင်အမြင့်ရှားပါလွန်တဲ့ကဏ္ဍရာကြီးကိုဘလိုမျိုးစိုက်ပျိုးရေးလွန်ပြင်ဖြစ်အောင်ပြောင်းလဲခဲ့တာလဲ။တေးကဏ္ဍရာတွေဟာအစ္စရေးနိုင်ငံရဲ့ရှောက်စေရခိုင်နှုန်းခမ်းမနေဧရိယာပမာဏကိုလွှမ်းမိုးထားတာဖြစ်ပါတယ်။ဒါဆိုရင်အစ္စရေးတို့နိုင်ငံစားတီတုံးကရေအရင်အမြင့်ရှားပါမှုပြဿနာကိုဘလောက်အထိ ရင်ဆိုင်ခဲ့ရတဲ့ဆိုတာမိတ်ဆွေတို့မြင်သာနိုင်မယ်ထင်ပါတယ်။ရေရှားပါမှုနဲ့ရှောက်သွေးမှုပြဿနာဟာဂျူးတွေရဲ့ယဉ်ကျေးမှုနိုင်ငံရေးနဲ့ဘာသာရေးမှာအမြင့်တစေပါဝင်နေခဲ့တဲ့အကြောင်းရှင်းရာတစ်ခုဖြစ်ပါတယ်။ဂျူးဘာသာမှာရေရရှိမှုဟာဖျားသခင်ဂျေဇူးတော်နဲ့ကောင်းရှိမင်္ဂလာရဲ့ပြားယုတ်ဖြစ်ပြီးတော့မှမိုးခေါင်ခြင်းကတော့ဘာသာရေးဆိုင်ရာပြက်ကွက်မှုရဲ့အကြီးမားဆုံးပြည့်တယ်ဖြစ်တယ်လို့တော့မှရှုမြင်ထားရတာကြည်ပါဒီလိုအရှင်တွေကနေပဲအစ္စရေးဟာ ရုံရင်ကန်ရင်နဲ့ကမ္ဘာစိုက်ပျိုးရေးထုတ်ကုန်တင်ပို့ရောက်ရှားတဲ့ထိတ်တန်းနိုင်ငံတွေတည်းပါဝင်နေတဲ့အထီတော်မှရောက်လာခဲ့တာဖြစ်ပါတယ်။ရေရှားပါမှုပြဿနာကိုဆန်းတစ်တဲ့နီလန်းတွေနဲ့ကြော်ဖြတ်နိုင်ခဲ့တာကြောင့်လည်းပါပါတယ်။အင်းဒီဂျန်နိုင်ငံတွေကိုတော့မှရေရောင်းချပေးနေတဲ့အထီကိုအစ္စရေးကကိုလက်ကိုရှင်နဲ့ပဲဖန်တီးယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီလိုအခက်အခဲအကျက်တီးတွေကိုအစ္စရေးကြော်ဖြတ်နိုင်ခဲ့တာတွေကရှိကျူးဖို့ကောင်းတယ်လို့အခြားနိုင်ငံတွေအတွက်လည်းစံနမူနာယူစရာဖြစ်ခဲ့ပါတယ်။တမန်ရောက်ကိုပြန်ပြောရရင်တော့1920ပြည့်လွန် နှောင်းပိုင်းမှာအဲ့ဒီအချိန်တုန်းကဒီဗြိတိန်လည်းအောက်မှာရှိနေတဲ့ပါလက်စတိုင်းဒေသကိုဂျူးလူမျိုးအများအပြားရွှေ့ပြောင်းခိုဝင်လာကြတာဟာပြဿနာကြီးတစ်ရပ်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့မှစီးပွားရေးပညာရှင်တွေကဗြိတိန်အစိုးရကိုတတိပေးခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီဒေသမှာရေအရင်းအမြစ်တွေကအကန့်အသတ်တွေရှိနေလို့ပါပဲ။လူဦးရေသာမြင့်တက်လာခဲ့မယ်ဆိုရင်ရေလိုအပ်ချက်ကလည်းမြင့်မားလာမှာဖြစ်တာကြောင့်ဗြိတိန်အစိုးရအနေနဲ့တချိန်ချိန်မှာအကျက်တွေ့လာနိုင်တဲ့အတွက်ပါဒေတာရင်းကြီးအရင်အမြစ်ဟာလူဦးရေနှစ်သန်းနဲ့အထက်ပမာဏကို ပန်းမိုးပေးနိုင်ဖို့အတွက်လုံလောက်မှုမရှိပါဘူး။ဂျူးလူမျိုးတွေကလည်းသူတို့ရဲ့အနာဂတ်ဟာရေအရင်အမြင့်တွေပေါ်မှာအများကြီးမူတည်နေလိမ့်မယ်လို့အဲ့ဒီအချိန်ကလေးကလက်ခံထားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ရေအရင်အမြင့်တွေကိုရနိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့ကြပြီးအဲ့ဒီနောက်မှာတော့အစ္စရေးနိုင်ငံအသစ်ကိုပါထူထောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့အရာအလုံးကဆော့ဆော့မွေမွေတော့မဖြစ်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အစ္စရေးနိုင်ငံရဲ့ area အများစုဟာပူပြင်းလျှောက်တွေ့တဲ့ဂန္ဓာရတွေရှိဖြစ်နေခဲ့တဲ့အတွက်ပါ။ရေအရင်အမြင့်ရနိုင်တဲ့နေရာတွေကလည်းအစ္စရေးနိုင်ငံရဲ့မြောက်ပိုင်းမှာ ရှိနေကြတာဖြစ်ပါတယ်ပုံမှန်ဆိုရင်အဲ့ဒီနေရာမှာအဓိကမြို့ကြီးပြည်ကြီးတွေတည်တင်းပေမဲ့ဂျူးတွေကတော့နိုင်ငံရဲ့အလေပိုင်းကံယိုတန်းဒေသမှာသာတည်အပေးလို့မြို့ကြီးကိုတည်ကြပါတယ်ပြီးတော့မှရေအချင်းအမြစ်တွေဖော်ထုတ်နိုင်ဖို့အတွက်ပညာရှင်အများအပြားကိုလည်းအောက်ကုတ်ခဲ့ပါတယ်1939ခုနှစ်မှာထွက်ရှိခဲ့တဲ့ဗြိတိန်အစီရင်ခံစာတွေအရအစ္စရေးရဲ့ပညာရှင်တွေထဲမှာအထင်ရှားဆုံးကတော့ hydraulic engineer တူဖြစ်တဲ့ Sensha Valis ဖြစ်ပါတယ်ပိုလန်ကနေအစ္စရေးကိုရောက်လာခဲ့တဲ့ ဆင်ရှားပါလိစာအစ္စရေးရဲ့ရေအရင်အမြင့်စီမံကိန်းတွေအတွက်အရေးအပါဆုံးသူဖြစ်ခဲ့ပါတယ်။သူ့ရဲ့အစီအစဉ်တွေဟာရေတို့အတွက်မဟုတ်ခဲ့ပဲအစ္စရေးတိုင်းနိုင်ငံလုံးရဲ့အနာဂတ်အတွက်ပါအရေးပါခဲ့တာဖြစ်ပါတယ်။ဆင်ရှားပါလိစရဲ့တီထွင်ဆန်းသင့်မှုနဲ့လုံရေးကာရင်မှုတွေကြောင့်လည်းအစ္စရေးဟာဒီနေ့လိုအစီအစဉ်အထိရောက်လာခဲ့တာပါ။ဆင်ရှားပါလိဟာအစ္စရေးတိုင်းနိုင်ငံလုံးရေအရင်အမြင့်လုံလုံလောက်လောက်ရရှိဖို့အတွက်အဆင့်၃ဆင့်ပါဝင်တဲ့အစီအစဉ်တစ်ခုကိုရည်ရွယ်ခဲ့ပါတယ်။ဒီအစီအစဉ်ကိုအသက်သွင်းဖို့အတွက်လည်းစစ်စုနှစ်ပေါင်းများစွာအရှင်ယူခဲ့ရပြီး အောင်လဲအောင်မြင်ခဲ့တဲ့အတွက်အစ္စရေးရဲ့ပထဝီမြေပြင်အနေအထားနဲ့စီးပွားရေးပိုင်းကလုံးဝကိုပဲပြောင်းလဲတိုးတက်သွားခဲ့တာဖြစ်ပါတယ်။ပထမဆုံးအဆင့်မှာတော့အစ္စရေးနိုင်ငံအတွင်းရနိုင်သမျှရေးအရင်းအမြစ်အလုံးကိုအတုံးရှားနိုင်ဖို့အဓိကထားခဲ့တာပါ။အဲ့ဒီထဲမှာအစ္စရေးနိုင်ငံရဲ့အလေပိုင်းနဲ့တောင်ပိုင်းဒေသတွေအထူးသဖြင့်နီဂက်တေးကန်ဒါရရဲ့အနောက်ဘက်မှာရေတွန်းနဲ့ကြီးတွေတူးဖော်တဲ့စီမံကိန်းတွေပါဝင်ခဲ့ပါတယ်။နီဂက်လိုမျိုးရှောက်သွေးပြီးတော့မှမိုးခေါင်ရေရှားတဲ့တေးကန်ဒါရကြီးရဲ့မြေစီလိုအ ਨੇ ဆုံးအပိုင်းတွေမှာ ရေရှိကိုရှိမယ်လို့ဒီဆန်ရှာဘာလစ်ကယုံကြည်ခဲ့တာပါအဲ့ဒီကနေရရှိတဲ့ရေအရင်အမြစ်တွေကိုစိုက်ပျိုးမြေအသစ်တွေကိုပန်းပိုးပေးရမှာအသုံးချခဲ့ပါတယ်ဒါပေမဲ့ဒလောင်းနဲ့တော့မလုံလောက်သေးပါဘူးအစ္စရေးနိုင်ငံလုံးရေအရင်အမြစ်အလုံလောက်ရဖို့အတွက်ရနိုင်သမျှအရာအလုံးကိုအသုံးချရမှာဖြစ်ပါတယ်အထူးသဖြင့်ဒီပေါ်ပေါ်များများရနိုင်တဲ့နေရာတစ်ခုကနေနီကက်တေးကန်နာရီကိုရေသွေးပေးပိုးနိုင်မယ်ဆိုရင်အများကြီးခံစားတော့မှသိကြပါတယ်ဒါက ဆန်ရှာဘာလစ် ရေးဆွဲထားတဲ့ဒုတိယအဆင့်ဖြစ်ပါတယ်။ဘယ်လိုလုပ်တယ်လဲဆိုတော့အစ္စရေးနိုင်ငံတွေကိုဖြတ်သန်းစီးဆင်းနေတဲ့ဂျော်ဒန်မြစ်ကနေပိုင်လိုင်းတွေကိုရေသွေပြီးတော့မှနီဂတ်တေးခံနာရီတွေကိုပေးပို့ပေးတာဖြစ်ပါတယ်။ဒီအစီအစဉ်ကနီဂတ်တေးခံနာရီတွေကစိုက်ပျိုးရေးလုပ်ငန်းတွေအတွက်တော့အရင်အရေးပါတဲ့အစီအစဉ်တစ်ခုဖြစ်ခဲ့ပြီးအောင်အောင်မြင်မြင်အကောင်တွေပေါ်နိုင်ခဲ့တဲ့အတွက်အရင်ကတည်းကအများကြီးအဆင်ပြေလာခဲ့ပါတယ်။အဲ့ဒီမှာဆန်ရှာဘာလစ်ဟာဒါရီယာအဆင့်ကိုစတင်ခဲ့တာပါပဲ။ဒါရီယာအဆင့်ကတော့နိုင်ငံတော် အမျိုးသားတည်ယူပို့ဆောင်မှုစနစ်ဆိုတဲ့စီမံကိန်းကြီးကိုစတင်ခဲ့ပြီးတော့ရေလမ်းကြောင်းတွေကိုဖန်တီးခဲ့တာဖြစ်ပါတယ်။တာရီယာအစင်းရဲ့အဓိကရည်မှန်ချက်ကတော့အစ္စရေးရဲ့ရေအရင်အမြင့်အများဆုံးအပိုင်းဖြစ်တဲ့မြောက်ပိုင်းဒေသကဂါလိလဲပင်လေကနေရေကိုဒီအစ္စရေးနိုင်ငံတဝန်းပေါ်တော့ဒီအထူးသဖြင့်တောင်ပိုင်းဒေသတွေအထိတည်ယူ ဖြန့်ဝေပေးဖို့ဖြစ်ပါတယ်။အဲ့ဒီအတွက်မြေအောက်ပိုင်းတိုင်းတွေရေမြောင်းတွေရေလောင်ငန်တွေနဲ့ဒီဥမဲ့လိုင်ခေါင်းတွေအများအပြားပါဝင်တဲ့ ေရမကွန်ရဲ့ကြီးတစ်ခုကိုအစ္စရေးကတိဆောက်ခဲ့ပါတယ်။ဒီကွန်ရဲ့ကြီးကဘလောက်အထိကြီးမားတဲ့ဆိုရင်ကီလိုမီတာ100နဲ့အထက်တောင်မှရှီလျားထွေပြပါတယ်။ပြီးတော့ပထမအဆင်းနဲ့ဒုတိယအဆင်းမှာတိဆောက်ခဲ့တဲ့ရေအရင်းအမြစ်တွေအားလုံးနဲ့လည်းရှိတ်ဆဲနိုင်ခဲ့တဲ့ကွန်ရဲ့ကြီးဖြစ်ခဲ့ပါတယ်။တကယ်ကိုပဲဆင်ရှားပါလိဟာအင်ဂျင်နီယာပညာရဲ့အရာကိုလက်ဖြားခါလုံးဆရာစီမံကိန်းတစ်ခုကိုအကောင့်တွေဖော်နိုင်ခဲ့တာဖြစ်ပြီးဒါကပဲဒီနေ့လို့အစ္စရေးဖြစ်တာရှိခဲ့ပါတယ်။ တော်ရုံတည်ယုံနိုင်ငံမလုံးနိုင်တဲ့ရေအရင်အမြင့်စီမံကိန်းကြီးကိုအခက်အခဲအကြက်တိများစွာကိုဖျက်ချော်ပြီးတော့မှအစ္စရေးကလုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီစီမံကိန်းကပဲအစ္စရေးတနိုင်ငံလုံးကိုရေရရှိမှုလုံလောက်စေခဲ့ပါတယ်ဒါပေမဲ့ဒါကစာလုံးရေစာပဲရှိပါသေးတယ်ရှေးလျှောက်မှာအစ္စရေးကြော်ဖြဲရအောင်မဲ့တောင်တွေကအများကြီးစောက်ကြုံနေတာပါအဲ့ဒါကတော့1948ခုနှစ်မေလ14ရက်နေ့မှာအစ္စရေးဟာလွယ်လွယ်ရေးကျင်းပခဲ့ပါတယ်လွယ်လွယ်ရေးကျင်းပပြီးနောက်ပိုင်း၃နှစ်တာကာလတွေမှာပဲ ဣသရေလနေထိုင်သူပေါင်း၈သိန်းကျော်အထိရှိလာပါတယ်။ဆိုတော့လူဦးရေမြင့်တက်လာချိန်မှာပြည်သူတွေကို အလုံးအကန့်အခွင့်အလမ်းတွေရော ရေအရင်းအမြစ်လုံလုံလောက်လောက်ပေးနိုင်ဖို့ရောကဣသရေလအတွက်အရေးကြီးလာပြန်ပါတယ်။လူဦးရေမြင့်တက်လာလေလေရေအရင်းအမြစ်လိုအပ်ချက်ကများလေလေဖြစ်လာတာပါ။ဒါကြောင့်ဆန်ရှာဗာလစ်အနေနဲ့လည်းသူ့ရဲ့ရေအရင်းအမြစ်စီမံကိန်းတွေကိုအရင်ကတည်းကအစပေါင်းများစွာအရှိန်တို့အတွင်းတိုးရှင်းနိုင်ဖို့လိုအပ်လာပါတယ်။ပြဿနာကတော့ဣသရေလဟာအဲ့ဒီတုန်းက အခုလိုမျိုးရှမ်းသာကြွေဝါတဲ့နိုင်ငံမဟုတ်သေးတာပါပဲနိုင်ငံအသစ်တီထောင်ကာစားဆိုတော့မန္တလေးဘက်ကလည်းတိတ်ကြီးခိုင်မာတောင်းတမှုမရှိသေးပါဘူးငွေမတုံးနိုင်သေးပါဘူးအဲ့ဒါအပြင် လုံခြုံရေးနဲ့ကာကွယ်ရေးဘက်အတွက်လည်းအသစ်အရှာပြင်ဆင်ထားဖို့လိုအပ်နေပြန်ပါသေးတယ်ဒီပြဿနာတွေကိုအစ္စရေးအနေနဲ့ဟန်ချန်းညီညီဘလို့ဖြစ်ရှင်းမလဲကစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့ဒီအချိန်မှာပဲဝင်ကြီးချုပ်ဖြစ်တဲ့ဘန်ဂိုရီယွန်ကအစ္စရေးနိုင်ငံရဲ့သမိုင်းမှာအငင်းပွားစေရအကောင်ဆုံးဆုံးဖြတ်ချက်တွေကတခုကိုစမှတ်ခဲ့ပါတော့တယ် ီဆုံးဖြတ်ချက်ကပြည်တွင်းမှာတင်းမာမှုတွေဖြစ်စေခဲ့တဲ့အထိတရားမှုလည်းကြီးမားခဲ့ပါပြီ1952ခုနှစ်စက်တင်ဘာလအစောပိုင်းမှာဘန်ဂိုရီယန်ဟာလူဇင်ဘတ်သဘောတူညီချက်လို့လူသိများတဲ့အစ္စရေးနဲ့အနောက်ဂျာမနီပြန်လည်ပေးဆက်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီစာချုပ်ကဒုတိယကမ္ဘာစစ်အတွင်းပေါ့နော်နာဇီဂျာမန်တွေရဲ့လူမျိုးတုံးတပ်ဖြတ်မှုဟိုလိုကော့စ်ကြောင့်ဂျူးလူမျိုးတွေခံစားခဲ့ရတဲ့ပစ္စည်းဥစ္စာဆုံးရှုံးမှုတွေနဲ့ထိခိုက်နေတာမှုတွေအတွက် အနောက်ဂျာမနီကနေအစ္စရေးကိုယော်ကြီးသဘောမျိုးပြန်ပေးဖို့ပါဂျူးလူမျိုးတွေအသင်းနှင်းအောင်နာခဲ့တဲ့မြို့တုံးတပ်ဖြတ်မှုတွေကြောင့်ဒီစာချုပ်ကိုအစ္စရေးပြည်တွင်းမှာသဘောမချသူတွေအတော်များခဲ့ပါတယ်ဘန်ဂိုရီယန်ကတော့အနောက်ဂျာမနီနဲ့သဘောတူညီချက်ရဖို့အတွက်အစောပိုင်းမှာရှိုးဘွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးပြည်တွင်းမှာလည်းပြင်းထန်တဲ့ဆန်းကျင်မှုတွေကိုညှဉ်းဆဲခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့အနောက်ဂျာမနီဘက်ကအစ္စရေးဘက်ကကြံလှမ်းလာခဲ့တဲ့စာချုပ်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်တာပါ အနောက်ဂျာမနီဘက်ကပြန်လည်ပေးဆက်မှုကတော့အမေရိကန်ဒေါ်လာ3ဘီလီယံလောက်အထိပမာဏတစ်ခုကိုနှိပောင်းများစွာအတွင်းမှာကုန်ပစ္စည်းတွေတစ်ပုံငွေသားတစ်နည်းနဲ့အစ္စရေးကိုပေးခဲ့တာဖြစ်ပါတယ်။ဒီငွေတွေဟာအစ္စရေးနိုင်ငံအသည့်အတွက်အခြေခံအဆောက်အဦတွေနဲ့စီးပွားရေးကိုတည်ဆောက်တဲ့နေရာမှာဒီအဓိကအထောက်အကူဖြစ်စေခဲ့တယ်ဆိုတာကိုတော့ဘယ်သူမှမငြင်းနိုင်ခဲ့ပါဘူး။အထူးသဖြင့်ဒီဂျော်ဒန်မြစ်ကနေဖြာဆင်းလာတဲ့ရေလမ်းကြောင်းတွေကို1950ခုနှစ်မှာပြည်ပြေဆောင်အောင်တည်ဆောက်နိုင်ဖို့အတွက်အရေးပါခဲ့ပါတယ်။အဲ့ဒီနောက်နှစ်အနည်းငယ်အတွင်းမှာ နိုင်ငံတော်အမျိုးသားရေသေးယူပို့ဆောင်မှုစနစ်ကိုအပိတနိုင်ဖို့အတွက်ပိုက်လိုင်းတွေတူမြောင်းတွေအသေးစားတာတမန်တွေကိုတည်ဆောက်ရမှာအခက်အခဲအကျက်အကြီးတွေတော့ရှိခဲ့ပါသေးတယ်။တဆက်လေးမှားလိုက်တာနဲ့ပဲအဲ့ဒီစီမံကိန်းတွေကိုတည်ဆောက်နေတဲ့အလုံးသမားထောင်ပေါင်းတောင်ပေါင်းများစွာတည်ကြည်ပျက်စီးနိုင်တဲ့အထူးစီမံကိန်းတွေကအန္တရာယ်များခဲ့သလိုစိန်ခေါ်မှုတွေလည်းပြင်းထန်နေခဲ့ပါတယ်။ပနမာတူမြောင်းကြီးကိုတည်ဆောက်ခဲ့တဲ့နိုင်ငံကလိုပဲဣသရေလရဲ့ရေအရင်အမြင့်စီမံကိန်းကလည်းအန္တရာယ်ကြီးမားခဲ့တာပါ။ဒါပေမဲ့1964ခုနှစ်မှာတော့ အစ္စရေးရဲ့နိုင်ငံတော်အမျိုးသားရေတေယူပို့ဆောင်မှုစနစ်ဟာလုံလောက်ကိုပဲအပိတက်နိုင်ပြီးတော့မှရေအရင်အမြင့်နဲ့ပတ်သက်လို့တနိုင်ငံလုံးစိတ်အေးလက်အေးဖြစ်တော့ကြပါပြီဒီစီမံကိန်းဟာအစ္စရေးရဲ့စီးပွားရေးနဲ့လူဦးရေကိုလည်းရုတ်တရက်ထိုးတက်တော်စေခဲ့တာပါအခုချိန်မှာဆိုရင်အစ္စရေးဟာလူဦးရေ၉သန်းလောက်အထိရှိနေတဲ့နိုင်ငံတနိုင်ငံဖြစ်နေပြီးတော့မှခိမိစီးပွားရေးအတိုက်အမြုံကိုလည်းပိုင်ဆိုင်ထားပါတယ်ဆိုတော့ဒီနေ့ခေတ်အစ္စရေးဟာလည်းစင်ခေါ်မှုတွေတော့ကြုံနေရသေးပါ၂၁ရာစုမှာလည်းအစ္စရေးရဲ့ရေအရင်အမြင့်လိုအပ်ကြဟာ ကြီးမားနေစေဖြစ်ပါတယ်။ဒါကြောင့်အစ္စရေးဟာသူတို့ရဲ့ဒီရေအရင်းအမြစ်အစီအမံတွေကိုခေနဲ့အညီမွမ်းမံပြင်ဆင်ဖို့ကြိုးစားခဲ့ရပြီး2006ခုနှစ်မှာဆိုရင်ဒီနေ့ခေနီးပညာတွေကိုအသုံးပြုပြီးတော့မှစနစ်အလုံးကိုပြောင်းလဲပြဖို့စတင်စီစဉ်ခဲ့ပါတယ်။ရေအရင်းအမြစ်စနစ်တွေနဲ့ပတ်သက်လို့နိုင်ငံရေးအတိုင်းအဝိုင်းကပါဝင်ပတ်သက်တာမျိုးလုံးဝမရှိတော့ပဲပညာရှင်တွေကသာစိတ်ကြိုက်စီမံခံခွေးစေတာမျိုးတွေလုပ်ခဲ့ပါတယ်။အင်ထောင်စုတဲ့အသုံးပြုတဲ့ရေပမာဏအတွက်လည်း2008ခုနှစ်နောက်ပိုင်းကစလို့ အသေးစိတ်ကြားလာတဲ့ရေခွန်နှုံထအသစ်တွေနဲ့စတင်ကောက်ခွင့်ခဲ့ပါတယ်။နိုင်ငံအများစုမှာရေခွန်နဲ့ပတ်သက်လို့အစိုးရဘက်ကတက်တာခွဲအစုပေးတတ်ပေမဲ့လည်းအစ္စရေးကတော့ရေအရင်းအမြစ်နဲ့ပတ်သက်လို့စီမံခန့်ခွဲခွင့်ရှိတဲ့ဌာနကိုလုတ်ပိုင်ခွင့်အပြည့်ပေးထားလိုက်ပြီးဒီနောက်ပိုင်းမှာရေခွန်နှုံထပြုပြင်ပြောင်းလဲရေးတွေလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကပြည်သူတွေကြားအငင်းပေါ်ပွေရလည်းဖြစ်ခဲ့ပါတယ်။ဒီနေရာမှာပြောရရင်ကျွန်တော်တို့ဒီလူတော်တော်များများဟာရေဟာအဖိုးတန်တဲ့အရင်းအမြစ်တစ်ခုမှနားလည်ကြပေမဲ့ ဘာကြောင့်အုံပြုခပေးရတယ်လဲဆိုတာကိုတော့သဘောမပေါက်ကြပါဘူးကျွန်တော်တို့တွေဟာမိုးတွေတေးကြီးမေးကြီးလျော်နေတာကိုလည်းတွေ့ရတယ်မြေရှောင်းအင်းအိုင်တွေကိုလည်းတွေးနေရတယ်ဆိုတော့ရေကိုအလကားရတယ်လို့ပဲထင်နေကြတာပါဒါပေမဲ့လည်းတကယ်တကယ်တော့ကျွန်တော်တို့ကဘာကြီးရဲ့ရေအရင်းအမြစ်တွေကအကန့်အသတ်တွေရှိတာကြောင့်အလကားမရပါဘူးရေကိုသာအလကားအုံပြုခွင့်ပေးလိုက်မယ်ဆိုရင်နိုင်ငံတကာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းအများကြီးနှောင့်နှေးသွားနိုင်ပါတယ်ရေရတံမိုးကိုကောင်းကောင်းနားလေတဲ့အစ္စရေကတော့ရေခွန်နှုံထားတွေကိုအသေးစိတ်တွဲဆက်ပြီးတော့ကိုကောက်ခွင့်နေတာဖြစ်ပါတယ် ဥပမာပြည်သူတဦးရှင်းစီတိုင်းကိုရေသုံးဆွေးမှုကိုအနည်းဆုံးပမာဏတစ်ခုသတ်မှတ်ပြီးတော့မှအဲ့ဒီပမာဏအထိနှုံထားနိုင်နေမယ်ကောက်ခဲ့ပါတယ်။သတ်မှတ်ပမာဏထက်ပိုပြီးသုံးဆွေးမယ်ဆိုရင်၃ရင်၃တလောက်အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။ပြည်သူတွေကိုရေကိုရွှေတာသုံးဆွေးစေတတ်ဖို့အဲ့ဒီလိုသတ်မှတ်ထားတာဖြစ်တယ်လို့ထိလဲထိရောက်ပါတယ်။ရေကွန်ကနေတဆင်ရရှိလာတဲ့ဝင်ငွေတွေကိုအရှိခံအစားအုပ်တွေကိုတိုးရှိတာမျိုးဒီရှင်းနေပြီသားရေပေးဝေရေစနစ်တွေကိုအစင်းမြင့်တန်မွမ်းမံတာမျိုးတွေလုပ်ပါတယ် ဒလောင်းနဲ့နဲ့မကသေးပါဘူးဣသရေလဟာရေပေးဝေမှုစနစ်နဲ့ရေဆိုးစီမံခန့်ခွဲမှုစနစ်တွေကိုစီမံတာယာနဲ့မဆိုင်အောင်ခွေထုတ်ပြစ်လိုက်ပြီးတော့မှလွတ်လွတ်တဲ့အဖွဲ့အစည်းတွေကိုကန်တွေခွင့်ပေးလိုက်ပါတယ်အခုချိန်မှာဒီစနစ်တွေကိုတာဝန်ယူထားတဲ့ municipal company ပေါင်း55ခုရှိနေပါတယ်ဒီ company တွေကစီမံဌာနရဲ့လက်အောက်မှာရှိနေပေမဲ့လည်းစီဝါရေး company တွေလိုပဲတီးခြားစီအလုပ်လုပ်ကြပါတယ်ဒီလိုခွေထုတ်ပြစ်လိုက်တဲ့အတွက်ရေကွန်ကနေရလာတဲ့ဗန်ဒံငွေတွေဟာ စီပယ်ရဲ့အစားအသုံးစရိတ်ခေကိုရောင်းမတော်တော့ပဲရေအရင်အမြင့်စနစ်တွေအတွက်ပဲတတိတခြားအသုံးပြုလို့ရတော့ပါတယ်ဥပမာပြောရရင်ရေပိုင်းလိုင်းတွေတွေကရေယိုစိမ့်မှုတွေကိုကာကွယ်တဲ့အစီအမံတွေရှာမှတ်တာမျိုးမှာငွေပိုသုံးလို့ရတော့ပါတယ်ဒီကဘာမျိုးကြီးပြကြီးတွေကိုရေပိုင်းလိုင်းတွေကနေရေယိုစိမ့်မှုကြောင့်ဆုံးရှုံးရတဲ့ရေပမာဏက30ရာခိုင်နှုန်းလောက်အထိရှိနေတယ်လို့သိရပါတယ်အစ္စရေးမှာဆိုရင်တော့10ရာခိုင်နှုန်းတော့မှမရှိပါဘူးဒါလောက်အထိကို ရေကိုတန်ဖိုးထားထိမ့်သိမ့်နေတာဖြစ်ပါတယ်။ရေကိုကိုသုံးရင်သုံးတလောက်အဖိုးထိုက်တန်အောင်ပေးရှေရတဲ့အတွက်လဲအစ္စရေးပြည်သူတွေဟာရေကိုရွှေ့တာပြီးသုံးဆွေးတက်လာပါတယ်။ရေကိုနှုံထားအစ်စ်တွေပြောင်းလဲလိုက်ပြီးတဲ့နောက်မှာအစ္စရေးတိုင်းနိုင်ငံလုံးရဲ့ရေသုံးဆွေးမှုပမာဏဟာ20ရာခိုင်နှုန်းအထိကိုကျဆင်းသွားခဲ့တာကိုတွေ့ရပါတယ်။ပန်းချံတွေဥယျာဉ်တွေကအစားရေအသုံးပြုတာကိုလျှော့ချလာပြီးတော့မှစိတ်ဝင်စားစရာသားရေတရိတ်ဆန်တွေနဲ့ဆွေးဆောင်တဲ့နီလန်တွေကိုအစားထိုးသုံးလာကြပါတယ်။စပီးရီကန်ထားမှဆိုရင်လည်းဒီလိုပါပဲ။ အစ္စရေးဆိုရဟာစိုက်ပျိုးရေးပိုင်းမှာရေတုံးဆွဲမှုကိုအတန်းနိုင်ဆုံးလျှော့ချနိုင်ဖို့အတွက်စွန်းဥတီထွန်တဲ့နီလန်းတွေကိုအများကြီးအားပေးထားပြီးတော့မှရင်းနှီးမြှုပ်နှံထားတာပါ။ဒါကြောင့်လဲအစ္စရေးစိုက်ပျိုးရေးပိုင်းမှာစွန်းဥတီထွန်ကုမ္ပဏီတွေသူရိတနာတဲ့ခွင့်ခန်းတွေအများကြီးရှိနေတာဖြစ်ပါတယ်။ဒါတွေဟာအစ္စရေးရဲ့စိုက်ပျိုးရေးကဏ္ဍကိုမေနိုင်ငံထဲမှာမတူအောင်အများကြီးမြင်မာတော်စေပါတယ်။တီထွန်ဆန်းသေးနိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေပါပဲ။အစ္စရေးလို့ဆိုလိုက်တာနဲ့ကျွန်တော်တို့တီးကြတဲ့အချက်၃ချက်ရှိလိမ့်မယ်ထင်ပါတယ်။ ံပါတ်1ကမော်ဆက်ထောက်လှမ်းရေးအဖွဲ့နံပါတ်2ကအစ္စရေးစစ်တပ်ရဲ့လုံခြုံရေးကိုင်ရင်နဲ့နံပါတ်3ကတော့စံသစ်တီထွင်မှုတွေပါပဲယူလူမျိုးတွေဟာဘသူနဲ့မှမတူတဲ့နီလန်းတွေနဲ့လက်တနာတရက်ကိုဖြည့်ဆင်းနိုင်ကြတဲ့သူတွေဖြစ်ပါတယ်ရေအရင်အမြင့်စီမံခန့်ခွဲမှုမှာဆိုရင်လည်းဒီလိုပါပဲအထူးသဖြင့်ဒီစိုက်ပျိုးရေးဘိုင်းမှာဆိုရင်ကမ္ဘာပေါ်မှာဘေးနိုင်ငံမှာမှမတွေးရတဲ့ဆွေးဥတီထွင်နီလန်းတွေကိုအသုံးပြုနေတာပါဣသရေလရဲ့ရေအရင်အမြင့်တွေကိုတုံဆွေးမှုအများဆုံးကစိုက်ပျိုးရေးကဏ္ဍပဲဖြစ်နေတာကြောင့်လည်းပါပါတယ် ါကြောင့်လဲစိုက်ပျိုးရေးမှာရေသုံးဆွေးမှုကိုတဲနိုင်သမျှရှော်ရှားနိုင်ဖို့နီလန်အစ်စ်တွေတုံးခဲ့တာပါအထင်ရှားဆုံးနီလန်ကတော့ possession ရှားရေပေးစနစ်ပါပဲ drip irrigation ပါဒီနီလန်ကဘလို့လဲဆိုတော့ဒီအပင်တွေကိုရေပေးတာမှာတမျိုးကြားရေပေးစနစ်တွေကိုမသုံးပဲရေကိုဒီအပင်ရဲ့အမြင့်အနာကိုထားရိုက်ပေးတယ်ပြီးတော့မှဖြည်းဖြည်းနှင်းနှင်းနဲ့ပဲတိတိကျကျပေးတဲ့နီလန်ဖြစ်ပါတယ်ဒီနီလန်ဟာအကျိုးကျေးဇူးတွေလည်းအများကြီးရှိပါတယ်အကောင်းဆုံးကတော့ရေကိုရွှေ့တာနိုင်တာပါပဲ ီနီးလဲအုံပြုပြီးတဲ့နောက်ပိုင်းမှာအစ္စရေးဟာအပင်တွေကိုရေပေးရမှာ60ဆရာခိုင်နှုန်းလောက်အထိရေတုံဆွေးမှုကိုချောချနိုင်တာကိုပဲကျွန်တော်တို့ကြည့်ရင်သိနိုင်ပါတယ်အပင်တွေဟာလိုအပ်တဲ့ရေပမာဏနဲ့အဟာရဓာတ်တွေကိုအချိန်မှန်မှန်နဲ့လိုအပ်တဲ့ပမာဏအတိုင်းအမြင့်ရနေတဲ့အတွက်ပိုတန်မာပြီးတော့မှအထွက်နှုန်းလဲပိုကောင်းပါတယ်ရေနဲ့အတူမြေဩဇာတွေကိုပါတဘာတွေပေးတဲ့နီးလန်းကိုအသုံးပြုနိုင်တဲ့အတွက်မြေဩဇာတုံဆွေးမှုကိုလည်းချောချနိုင်ခဲ့ပါတယ်ဒါကြောင့်မဲ့အစ္စရေးရဲ့စိုက်ပျိုးရေးကဏ္ဍကအကြီးအကျယ်ကိုထောင်တက်တော့ခဲ့တာဖြစ်ပြီး ၆တွေးတဲ့သေးကန်နာယာကြီးကိုဒီတိပန်ပန်းမန်တွေနဲ့အပြည့်ဖြစ်နေအောင်ပြောင်းလဲပြစ်နိုင်ကြတာပါဣသရေလရဲ့ဘေးနေရာမှာမဆိုတိနဲ့တွေစက်ပြိုးနိုင်တဲ့အထိလဲစံသေးတီထွန်ထားတဲ့နီလန်တွေကအကျိုးပြုခဲ့ပါတယ်ဣသရေလဟာ၆တွေးတဲ့ယာတိဥဒုနဲ့သေးကန်နာယာလို့နေရာမျိုးမှာတော့မှစိုက်ပြိုးရေးကန်နာကိုအောင်မြင်အောင်လုံးနိုင်တဲ့နိုင်ငံအဖြစ်လဲသမိုင်းဝင်ခဲ့ပြီးတော့တကဘာလုံးမှာရေးပေးဝေမှုစနစ်နဲ့စိုက်ပြိုးရေးနည်းပညာတွေကိုဥဆောင်နေတဲ့နိုင်ငံအစဉ်ကိုတော့မှရောက်လာခဲ့ပါတယ် ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေကိုဟူသူရတဲ့အများကြီးရရှိတော်လိမ့်မယ်လို့ထင်ပါတယ်။နောက်လေးဒီမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြင်တဲ့ပုံမှန်တင်ဆက်ပေးနေဦးမှာပါ။ဒီဗီဒီယိုကိုကြိုက်နှစ်သက်တဲ့ဆိုရင် like ဆိုပြီးတော့မှ comment လေးရေးပေးတော်ခဲ့ပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်တစ်ပုတ်မှပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ရဲ့ grade 2အမှတ်စရင်အောက်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9162 625တောင်ညာကို905953ညလေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။